တတောင့်တတရှိတဲ့နေရာလေးမှာနေမယ်တက်ကိုနှာခေါင်းကနေရှူလိုက်ပြီးတော့ပါးစပ်ကနေပြီးတော့တက်ပြင်းအကျယ်ကြီးချလိုက် take a beautiful breath again နောက်ထပ်နှာခေါင်းကို ကိုယ်ပသာကိုလှုပ်ကြည့်ပါကိုယ်နှလုံးသားလေးကိုအာယုံစိုက်ကြည့် ကိုခန္ဓာကိုယ်ရဲ့ကိုအာယုံလေးတွင်းကြည့်ဒီ hospice လေးကိုနည်းနည်းလေးအာယုံလေးစိုက်ကြည့်ကောက်ကိုလည်းပြန်မေးကိုဘလို့ခုချိန်မှာဘလို့ခံစားနေရလဲ how are you feeling how are you really feeling ဒီနေရာကို heart chakra လို့လည်းခေါ်တယ်ဒီ heart chakra လေးကနေပြီးတော့ကျမတို့အောက်ကိုဆင်းသွားပြီးတော့ ကျမတို့ရဲ့မင်းညောင်ရိုးအောင်ကြောရိုးအောင်အဲ့ဒီဒါကိုကျမတို့ root လို့ခေါ်တယ်ပထမဦးဆုံး chakra လို့လည်းခေါ်တယ်ပထမဦးဆုံး energy point လို့လည်းခေါ်တယ်အဲ့နေရာလေးကိုအာယုံလေးပြုပြီးတော့တွားကြည့် root chakra မှာကိုအာယုံဆိုင်နေရင်းနဲ့အဲ့ဒီဒီ root အောက်ကနေပြီးတော့ကျမတို့အယောင်နေလင်းလက်နေတဲ့အချီကျုံးမြင်နေထွက်လာတယ်ဆိုပြီးတော့ပုံဖော်ကြည့် ဲ့ဒီအချစ်ကျိုးမြေတွေအကုန်လုံးကဟိုးကျမတို့ခြေတော်အောက်ခြေကိုကြာသွားတယ်ကြာသွားပြီးတော့မြေကြီးပေါ်ရောက်သွားတယ်မြေကြီးပေါ်ရောက်သွားပြီးမြေကြီးဟိုးအထဲတဲ့ထိကိုသူကဝင်သွားတယ်ဟိုးထဲထိဝင်သွားပြီးတော့ဟိုးအောက်ထိအောက်ထိအောက်ထိကျမတို့မြေကြီးရဲ့အလဲပဟုဖြစ်တဲ့ underneath ကိုအကျိုးတွေအလင်းရောင်တွေတောက်နေတဲ့အချစ်ကျိုးမြေတွေအများကြီးကအောက်ကိုဆင်းသွားတယ် ကဘာမြေကြီးမာတကာယလို့ပဲပြောပြောဒီမာတကာယရဲ့ဘခိုချက်ချာအလေကိုရောက်လာဆိုတဲ့အခါမှာဘာလို့တွေ့လဲဆိုတော့ကျမတို့ကြောက်မြေတနာလေးတခုခရစ်စတယ်လေးတခုတွေ့နေမယ်။ကြောက်နေကြောက်နေကအယောင်ချင်းတူစရာမလိုဘူးတချို့ကကြတော့အနီဖြစ်ဖြစ်မယ်အပြာဖြစ်ဖြစ်မယ်ကိုပထမအဆုံးတွေ့လိုက်တဲ့ခရစ်စတယ်လေးကိုဒီအချီကျုံမြင်နေနဲ့ကျမတို့ရစ်ပတ်ပြီးတော့အထိုင်ချလိုက်နေရမှာအထိုင်ချပြီးပြီဆိုတဲ့အခါကျရင် အခုကွန်ရောက်နေတဲ့နေရာကဘာမြကြီးရဲ့အလဲပခိုးချက်ချာမှရှိတဲ့အခါမှာကဘာမြကြီးကိုစောင့်ရှောက်နေတဲ့မာတကာယာရဲ့ရင်ချက်မှုတွေသူ့ရဲ့ဂယုနာထားမှုတွေကိုယ့်ရဲ့သူ့ရဲ့ချက်ချင်းမြတ်တာတွေပေးနိုင်မှုတွေသူ့ရဲ့ abundant တွေကိုကျွန်တော်တို့ဒီ crystal ကနေတဆင်ဒီအချီကျုံးမြင်နေနဲ့စုပ်ယူလိုက်ပြီးတော့တဖြည်းဖြည်းနဲ့ဒီ crystal ကိုအပေါ်ကိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ယူလာခဲ့မယ် ယူလာပြီဆိုတဲ့အခါကျရင်ဒီခရစ်စတန်နေပြီးတော့အလင်းရောင်လေးထွက်လာပြီးတော့ဒီအလင်းရောင်လေးအကုန်လုံးကကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကျွန်တော်အားဖြည့်လိုက်သလိုမျိုးအကုန်လုံး charge လုပ်လိုက်မယ်အကုန်လုံး activate လုပ်လိုက်မယ်ဒီအရောင်တွေကဒီ Christian မှာပါလာတဲ့ Mother Gaia ကပါလာတဲ့ consciousness တွေသူ့ရဲ့ abundance တွေသူ့ရဲ့ joy တွေသူ့ရဲ့ healthy relationship ဒါတွေအကုန်လုံးကဒီ crystal အလင်းရောင်ကနေပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်ကားသွားမယ်ကျမတို့ရဲ့ဦးခေါင်းကျမတို့ရဲ့မျက်နှာလေဘင်းကျမတို့ရဲ့ရင်ဘတ်ကျမတို့ရဲ့လက်နှစ်ဖက်အစာအိမ်အတွင်းကလေးစားတွေကိုယ့်ရဲ့ခြေထောက်ကိုယ့်ရဲ့တင်ပစုံကိုယ့်ရဲ့လက်ချောင်းလေးတွေဒီကိုယ်လုံးမှာအဲ့ဒီခရစ်တိုလာတဲ့အလင်းရောင်လေးတွေကပြက်မြူးပြီးတော့ အားပြေးလိုက်တယ်ဆိုပြီးတော့ယုံကြည်ထားပြပါဒီလင်းရောင်ကခန္ဓာကိုယ်တစ်ခုလုံးကိုကွန်မြူပြီးတော့ up and down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  သွားနေမယ်အဲ့လိုလုံနေတဲ့အချိန်မှာတဖြည်းဖြည်းနဲ့ကိုက you will feel relax you feel aligned you feel anchored and then you feel joy တဖြည်းဖြည်းနဲ့ကိုယ်စိတ်ထဲမှာပျော်လာတဲ့စိတ်လေး ကိုရောက်နေတဲ့နေရာလေးကိုကိုကျင်းတဲ့စိတ်လေးကိုလုံနေတဲ့အရာ ကိုပြောနေတဲ့အရာတွေအကုန်လုံးကအောင်မြင်လာမယ်ဆိုတဲ့စိတ်လေးကိုတွေးနေတဲ့အရာတွေကကောင်းတာတွေတွေးပြီးတော့ကောင်းတာတွေလုပ်မယ်ဆိုရယ်အဲ့ဒီစိတ်လေးအဲ့ဒီ state of mind လေး wealthy ဖြစ်တယ်ဆိုရယ် state of mind လေး healthy ဖြစ်တယ်ဆိုရယ် state of mind လေး abundant ဖြစ်တယ်ဆိုရယ် state of mind လေးအကုန်လုံးကိုရည်စူးပြီးတော့ ကြည်ခန္ဓာကိုမှဒီအလင်းရောင်နေကူမြူလိုက်တပြည်ပြည်နဲ့ကိုက ready ဖြစ်လာပြီဆိုတဲ့အခါကျရင်မျက်စိကိုဖွားဖွားလေးပြန်ပြီးတော့ပြန်ဖွင့်လို့ရပြီ